အဘဘိုးတော်ပွင့်တဲ့ဝန်ကြီးချုပ်ဦးနုဆိုတဲ့အကြောင်းလေးကို ပြောချင်တယ်ဗျ။ဒါကတော့အမှန်တကယ်ဖြစ်ဖြစ်ခဲ့ဘူးတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ဒီနေ့မှာတော့အဘဘိုးတော်ပွင့်ဟာသူ့ရဲ့တပည့်ဖြစ်တဲ့နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုနဲ့တွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံတဲ့နေရာဒေသဟာမိရထားဘူတာယုံ အနီးလို့သာမှတ်ယူကြပါအဘဘိုးတော်ပွင့်ဟာတပည့်ဖြစ်သူဦးနုကိုလောကဝဓမ္မဝဆုံးမဩဝါဒစကားမိန့်ကြားပြီးနောက် တမားကုံပြလို့တဲ့အတွက်မောင်နှုရေမင်းဟိုးဘူးတာမှာရန်နာနေတဲ့ရထားကိုရထားဖို့မထွက်ဖို့တားမြင့်မယ်ဆိုရင်အချိန်ဘယ်တော့ကြာမလဲကွာအဲ့ဒီမှာဦးနုကဟာအဘရာကျွန်တော်ကနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်ပေမဲ့ဒီမိရထားမထွက်ဖို့ရန်နာဖို့တားမြင့်မယ်ဆိုရင်တော့သက်ဆိုင်ရာဌာနအသီးသီးကိုအကြောင်းကြားအများဆုံးဆောင်ရွက်မယ်ဆိုရင်တော့ဗျာနေတော်လောက်ကြာနိုင်မယ်အဖရဲ့အဲ့ဒီခါမှာအဘဘွယ်ကမင်းကလည်းကွာ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်နေတာတော့မနှိပ်ပါတော့ခွာကဲကဲကဲမောင်တို့အဲ့ဒီမီးရထားဘူတာကစထွက်လာရင်ငါ့ကိုပြောငါတားပြမယ်အဲ့ဒီအချိန်နေငယ်တွင်မှာပဲမီးရထားကနေဘူတာစထွက်လာပါလေတဖြည်းဖြည်းနဲ့မီးရထားကအရှိန်မြင့်တဲ့မြင့်လာပြီးပေ300ခန့်ရောက်မှာကဲမောင်နှုကြည်လိုက်အဲ့ဒီမီးရထားငါတားပြမယ်ဆိုပြီးဘယ်ညာလောက်ဖွားနှစ်ဖက်ကိုဖြောင်းခနဲ့ရိုက်တဲ့အခါတွားနေတဲ့ရထားကြီးကရုတ်တရက် ချင်း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 သူကြီးအတန်သာကြာပြီးယထာဘိနေဟာစလစ်ဖြစ်တယ်လို့လဲပတ်နေပေမဲ့ယထာဟာနေရာကနေတက်လက်မတော့မရွေးပါဘူးဒီဖြစ်ကိုယထာဘော်ကစီးနေလိုက်ပါလာတဲ့ခီးသွားတဲ့ဟာသတိမထားမိပဲဥနုတို့ဆရာတစ်ပည့်နှစ်ဦးသာမြင်ရပါတယ်ဥနုလည်းအဲ့ဒီဖြစ်ကိုအန်အောမင်တက်စွာငေးမောကြည့်ရှုနေပါတယ်အဘဘိုးတော်ပွင့်ဟာလက်ညိုးတော်မူတော့ထွက်စီဆိုမှမြည့်ထားကြီးကထွက်ခွာသွားပါတယ် ။ဦးနုလည်းအဘဘိုးတော်ဘွဲ့ထွက်တော်မူတဲ့အခါနိုင်ငံတော်စပနာအစီအစဉ်နဲ့မြရထာနစီစီစဉ်ပေးပြီးရုပ်ကလပ်ကိုအဘပွင့်ရဲ့တပည့်ကြီးများဦးစီးပြီးဝန်ပြင်းနဲ့ပဒိန်တောင်ခေါ်ကီလာတတောင်ကိုတည်ဆောင်သွားတာဖြစ်ပါတယ်။တကယ်တော့အဘဘိုးတော်ဘွဲ့ဟာအဲ့ဒီတည်ဆောင်သွားတဲ့အခေါင်းထဲမှာမရှိတော့ပါဘူး။အဲ့ဒီအကြောင်းအရာလေးကိုလည်းပြောခြင်းနဲ့ဗျာ။ မွန်ပြည်နယ်တောင်စွန်းကိုအဘဘိုးတော်ပွင့်ရဲ့ရုပ်ကလပ်ပါတဲ့ခေါင်းတလာရောက်တဲ့အခါတမတ်ထားတဲ့ရမအခေါင်းကိုဖွင့်ကြည့်တော့အပိုထဲထားတဲ့ပစိုးသာ တွေ့ရပြီးအဘပွင့်ရဲ့ခန္ဓာဟာပျောက်ချင်းမလားပျောက်ွယ်သွားတာအံ့ဩပန်းပန်းဖြစ်ပါလူတို့ဦးရဲ့မျက်လုံးတော်မဟုတ်ပဲလူအများစုမျက်လုံးနဲ့ထူးထူးဆန်းဆန်းကြီးတွေ့မြင်ရတဲ့အရာဖြစ်မှတ်တမ်းဝင်ကြံရစ်ခဲ့ပါတယ်အဘဘိုးတော်ပွင့်ဟာ ထွက်ရက်လမ်းကိုမြန်းသွားတာဖြစ်ပါတယ်။အဘအိုးတော်ဘွင်းဟာအခုချိန်ဗမာများရှိနေမလဲ။ရှင်ဘဲသားများရောက်နေမှာလား။အသေးချာမပြောတတ်ပါဘူး။